ဒီနေ့ဆရာတင်ပေးမှာကတော့အခြေခံအင်တာဗျူးမေးခွန်းတွေကိုဘယ်လိုဖြေရမလဲဆိုတာပဲဖြစ်ပါတယ်။ဒါပေမဲ့အခြေခံအင်တာဗျူးမေးခွန်းဆိုတာကမနည်းများတဲ့အတွက်ကြောင့်ဆရာကဒါကိုဒီနေ့တည့်ရက်ကမနက်ဖြန်တည့်ရက်နေ့ရက်ခွဲပြီးတော့ဆရာသင်ရမယ်။ vocabulary မှာ usage အသစ်တွေပါတယ်။ပြီးတော့နည်းနည်းလေးခိုက်ခဲတဲ့ meaning အသစ်တွေပါမယ်။ရေးမယ်၊ကြက်မယ်၊လေ့ကျင့်မယ် နေ့တစ်ခါပြန်ပြီးတော့လေ့ကျင့်မယ်ခေါ်ဒီနေ့ဒီ day လေ့ကျင့်မယ်ဟို day 1ကနေပြန်ဆက်ပြီးတော့တစ်ခါပြန်ကြည့်ပြီးတော့ပြောနေမှာဆိုရင်ဒီကောင်းတဲ့ခေါင်းထဲမှာအများထဲမှာဖြစ်နေမှာဆိုရင်စီးဆင်းနေမယ်ပေါ့နော်ကဲဆက်တော့ဒီလိုက်ပါအောင် interview မှာမင်းနဲ့လည်းမေးခွန်းပေါ့မင်းအကြောင်းပြောပြနိုင်မလားကဲဆရာဆိုရင်လက်ထပ်ပါတော့ငါကအတွေ့အကြုံရှင်းနေရှိရင်အင်္ဂလိပ်ဆရာတယောက်ပါဘာပဲဖြစ်ဖြစ်အဲကိုယ့်ရဲ့အကြောင်းပြောပြဆိုရင်ကိုယ့်ရဲ့အတွေ့အကြုံအရေးကြီးတယ်ပေါ့နော်အတွေ့အကြုံကဒီ interview မှာအလောက်ခတ်မှုတွေရွေးချယ်တဲ့အထက်မှာလည်းတခုအနေနဲ့အပါအဝင်ဖြစ်တယ်ဆိုတော့ငါကအတွေ့အကြုံဘယ်လောက်ရှိတယ်ဆိုတဲ့အသုံးအနှုန်းလေးဘယ်လိုသုံးမလဲဆိုတာကိုဟို ုံးတက်ဖို့အတွက်ဇာတိအတွေ့အကြုံရှင်းနေရှိရဲဆိုတာကိုနမူနာအနေနဲ့ထည့်ပေးထားတယ်။နောက် mint မှာဘာကြောင့်လှုပ်လှုပ်ချင်တာလဲဆိုရင်မေကိုအဲ့အတွက်ပြပြပြောပြောလဲငါကမင်းတို့ကုမ္ပဏီရဲ့ခံယူချက်တာဝန်တွေနဲ့တမိုးထားမှုတွေကိုငါလေးစားလို့ပါ။အဲနောက်ခါကျတော့ငါအစွမ်းအစတွေနဲ့ငါရဲ့အတွေ့အကြုံတွေကမင်းတို့အဖွဲ့အစည်းရဲ့အောင်မြင်မှုကိုပံ့ပိုးနိုင်မယ်လို့ငါယုံကြည်ပါတယ်။အဲစသဖြင့်ဒါမျိုးတွေကို မလို့ပြောမလဲပေါ့နော်အလွတ်ကျပြီးပြောရမျိုးမဟုတ်တော့မှဒီမှာရှိတဲ့အသုံးနှုန်းကိုလောကအစိမ့်သက်သက်ကြီးဖြစ်မနေစေဖို့အတွက်ဆရာကရင်းနှီးသွားအောင်ဒီဒီ interview နဲ့ပတ်သက်တဲ့အသုံးနှုန်းတစ်တွေကျွန်တော်ကျောင်းဝင်သွားအောင်ဆိုပြီးတော့ဆရာကလေ့ကျင့်ပြရမယ်ဖြစ်တယ်အဲဒီတော့ဒါလေးကိုဆရာထင်တယ်တော့ဒီ basic learner တွေအနေနဲ့တော့ဒီအသုံးနှုန်းအစ်စ် meaning အစ်စ်တွေကခက်ခဲမှုရှိမယ်ဆိုတော့ရမထားပဲနဲ့တခါလေးပဲကြည့်လိုက်အောင်ပြီးရေးပြီးတော့ကြက်လိုက်အောင်ပေါ့နော် ရောက်ပြီမင်းအကြောင်းပြောပြနိုင်မလားလာမေကုန်းဆိုတဲ့မြောက်အကုန်လုံးဒီရှိရအခုထုတ်ရတယ်နိုင်ဆိုတဲ့ပြောင်းဆရာတော့ဘာကိုထုတ်တယ်လဲဆိုရင် CN account ထုတ်တယ်လဲ can မင်းပြောပြနိုင်လားတင့်ကိုပြောခိုင်းတာဆိုတော့ can you can tell မင်းပြောပြနိုင်လားကျွန်တော်တို့ဆိုတော့ can you tell me ပေါ့ဘာအကြောင်းလဲမင်းအကြောင်းအကြောင်းဆိုတာအင်္ဂလိပ်လိုဟိုးကဒီ series ရှိမှာအင်္ဂလိပ်စာအောက်သက်ကြည့်ဖို့ဆိုတော့အခြေခံ basis ရ30 series သာရှိတယ်အဲ့မှာလည်းကဆရာအကြောင်းဆိုလို့သင်ပေးပြီးသားအဲ့ဒါဘာလို့ခေါ်လဲဆိုရင် about လို့ခေါ်တယ်နော် Now can you tell me about မင်းအကြောင်းဆိုတော့ yourself ပေါ့နော်အဲ့တော့ can you tell me about yourself အဲမင်းအကြောင်းနဲ့ပတ်သက်ပြီးတော့အဲမင်းကိုမင်းအကြောင်းပြန်ပြောတာဖြစ်တော့ဒီမှာ you have set သုံးလိုက်ရတာပေါ့နော်ကိုယ့်အကြောင်းကိုပြန်ပြောတာဖြစ်တဲ့အတွက်ကြောင့် can you tell me about yourself မင်းအကြောင်းနဲ့ပတ်သက်ပြီးတော့မင်းပြောပြနိုင်မလားပေါ့ဟောနောက်တစ်ခါဖြည်းဖြည်းကြီးမယ်ငါကအတွေ့အကြုံ၈နှစ်ရှိရဲ့အင်္ဂလိပ်ဆရာတယောက်ပါအဲ့တော့ subject ကငါဆိုတော့ i ပေါ့ subject မြန် verb ကိုသွားမယ်ဆရာတယောက်ပါတဲ့နော်ပါဆိုတာဖြစ်တယ်ဆိုတဲ့အတိပဲပါဖို့ပါတယ်လေငါက အတူတူရှင်းနေရှိရအင်္ဂလိပ်ဆရာတယောက်ဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ဖြစ်တည်ဒီ I miss her ပဲဆိုတော့ I am I am ဖြစ်တယ်။ဒါတယောက်လည်းအင်္ဂလိပ်ဆရာတယောက်နော် an english teacher ဒီမှာမကြောက် and သုံးလဲဆိုတော့အထူးတက်လဲပြောစရာမလိုတော့ဘူး။ AIO ယူနဲ့မကြည့်ရဘူးเนาะအာတနဲ့ကြည့်ရရဆိုတော့လေဟိုရှေ့ဗီဒီယိုတွေမှာထက်ခါထက်ခါဆရာပြောခဲ့ပြီးပြီအဲ့တော့အင်္ဂလိပ်ဆရာတယောက်အင်္ဂလိပ်ဆိုရင် in ဆိုတာအာတနဲ့ဆိုင်တူကြောင့်ဆရာတော့ and တော့ဖြစ်တယ်အဲ့တော့ I am an English teacher အတွေ့အကြုံရှင်းနေရှိတဲ့အဲ့ဒါဘယ်လိုလေးတည်းရဆိုတော့ with နဲ့ရတယ်နှစ်ဘာနှစ်လဲအတွေ့အကြုံရှင်းနေနှစ်ဆိုတာလေးဖြောင်းရရတယ်နော် with ရှင်းနေကိုဘယ်လိုခေါ်လဲဆိုရင်အဲ8 year ပေါ့နော်8 years of လေးနဲ့လောင်းမယ် with နဲ့ on နဲ့ခုတွဲရေးတော့လား i'm an english teacher with 8 years or အတွေ့အကြုံဘယ်လိုခေါ်လဲဆိုရင် experience အဲအဲ့လိုလေးရတယ် i'm an english teacher with 8 years or experience အမို့လေကွာ manager တယောက်ဆိုရင် i'm a manager with 8 year or experience เนาะဒါမှမဟုတ်လည်းငါသူနာပြုတယောက်ဆိုရင် I'm a nurse with 8 year or experience เนาะအတွေ့အကြုံ၈နှစ်ရှိတယ်ဘာတယောက်ဖြစ်တယ်ဆိုတာလေးကိုဒီသုံးလုံးလေးနဲ့ပြောတာအောင်မှာခဏခါ main ဒီမှာဘာကြောင့်အလုပ်လုပ်ချင်တာလဲလဲမင်းကိုဆိုရင်ဆရာဘာလုပ်ပြီးလဲခိုင်းလို့ပဲ WH လာတော့မယ်နော်ဘာကြောင့်ဆိုတဲ့အတွက်ကြောင့်ဆရာ WH ထဲမှာမှာဘာကြောင့်လဲဆိုတော့ wine လာမယ် wine လာပြီးလို့ရှိရင်အကူလာမယ်သူကထုံးစံတိုင်းပဲနေတိုင်းကြည့်လို့ရှိရင်လေးပတ်လဲသွားလိမ့်မယ်ဆရာဘာလုပ်မလဲလာမယ်ဆိုရင် do လာမယ် wine do subject က you ဆိုတော့ wine do you ပြီးရင် main verb လာမယ်ချင်တာလှုပ်ချင်တာဘယ်လိုခေါ်လဲဆိုရင် want to လို့ခေါ်တယ်အလုပ်လုပ်တာဘယ်လိုခေါ်လဲဆိုရင် work တော့ wine do you want to work အမှားလဲဒီမှာဆိုတော့ she are here why do you want to work here ဒီမှာမင်းဘာကြောင့်အလုပ်လုပ်ချင်ရတာလဲအဲဒါဆိုရင်သူတို့နည်းနည်းလေးမြှောက်ပြီးတော့ပြောပြရမှာပေါ့နော်။ငါကမင်းတို့ကုမ္ပဏီရဲ့ခံယူချက်တာဝန် ုမ္ပဏီတစ်ခုရဲ့ခံယူချက်ပေါ့ကုမ္ပဏီခုမှထုတ်လုပ်နေတဲ့ပစ္စည်းပဲဖြစ်ဖြစ်လုံဆောင်နေလုံဆောင်ချက်တွေဖြစ်ဖြစ်လူတွေအတွက်အကျိုးရှိဖို့ဆိုတော့ခံယူချက်မျိုးရှိတာရယ်ပြီးတော့ကုမ္ပဏီရဲ့သဘောထားနဲ့တံမိုးထားမှုတွေကိုလေးစားလို့ပါဆိုတာမျိုးလေးကိုပြောပြတတ်အောင်ပဲအဲ့အတွက် meaning တွေသိဖို့မလိုဘူးလားဒါကြောင့်အင်္ဂလိပ်စာမှာအဲ့ meaning တွေသိဖို့အရန်အရေးကြီးတယ်နော်အဲ့ဒါကြောင့် meaning များများကြက်နိုင်တဲ့ကြက်နိုင်လေးလေးအင်းစ်စွမ်းရည်တိုးတက်လာလေးလေးပဲနော် sentence ကတိဆောက်ပုံလေးလာရင်လည်း meaning အစ်တစ်တွေပိုင်းကြက်ပါလို့ဆရာထပ်ခါတက်ခါပြောနေရပါတော့ငါကဆိုတော့ i subject ပြီးရတယ်ဟိုနောက်က verb ကိုသွားမယ်လေးစားတယ်လေးစားတာဘယ်လိုခေါ်လဲဆိုရင် admire i admire ဘာဝလေးစားတာလဲမင်းတို့ကုမ္ပဏီရဲ့ခံယူချက်ဆိုတော့ your company မင်းတို့ကုမ္ပဏီဟာ if ရအောင် yes ဆိုတာ i ပဲဆိုတာ possibility ထည့်လိုက်မယ် i admire your company ခံယူချက်နဲ့တောင်းရင်လည်းဘယ်လိုခေါ်လဲဆိုရင် mission လို့ခေါ်ရအားလေးမှတ်ထားမယ်နော်ပြီးတော့နှင်းပြောင်း and ဆက်မယ်ပြီးရင်တံမိုးထားမှုကြတော့အင်္ဂလိပ်ဘယ်လိုခေါ်လဲဆိုရင် value ဘယ်လိုခေါ်လဲ value I admire your company missions and value ဒီနှလုံးမှတ်ထားတယ် mission and value သဘောထားခံယူချက်နဲ့တန်ဖိုးထားမှုကိုငါဘာဖြစ်လို့လဲငါလေးစားလို့ပါ admire I admire your company's missions and value ဒီနောက်တစ်ခါကျတော့အဲကိုဒါမင်းတို့ကိုလေးစားရပြီငါလာလာလဲငါမှလည်းဘလို့ sign နဲ့လာရဲဆိုရင်ကို့အကြောင်းလေးနည်းနည်းပြောပြပါဦးအဲမလက်ဖန်ကြိုက်လဲထပ်ပြောပြပြအောင်မယ်အဲနည်းနည်းလေးပြည့်စုံသွားအောင်ပေါ့နော်ငါရဲ့အစွမ်းအစဆိုတော့ဘလို့ပြောမလဲဆိုရင် my skill ပေါ့ ်ငါရအစွမ်းစားတွေအစေးဆိုင်မှာစွမ်းရည်ရရည်တွက်လို့ရရယ်ပြီးတော့ next ဆို n အတွေ့အကြုံဆို experience e x p e r i e m c s p ဆိုတော့ my skills and experience ဘာလုပ်နိုင်မလဲ subject ပြီးရင်အဲဘယ်လိုတော့လဲဘက်ကိုသွားမယ်ဘာလုပ်နိုင်ပါလဲပံပိုးနိုင်မယ်နိုင်တယ်ဆိုခံလာမယ် can contribute contribute ဆိုတာကတိုးတက်အောင်တွန်းပို့ပေးနိုင်တာနောက်ကနေပံ့ပိုးပေးတာဘယ်လိုခေါ်လဲဆိုရင် contribute လို့ခေါ်တယ်။ဘယ်စီတော့လဲ to ဘာစီတော့လဲဆိုရင် မင်းတို့အဖွဲ့အစည်းရဲ့မင်းတို့ဆိုတော့တင်တို့ဤနဲ့တူတယ် your team ပေါ့မင်းတို့အသင်းအဲမင်းတို့အသင်းရဲ့ဒီဤနဲ့တူလို့ဆက်ပြောထားတာပေါ့ဆိုပြီးဆက်ထဲမယ်အောင်မြင်မှုတိုင်းခဲ့လို့ခေါ်လဲဆက်ဆက်လုပ်ရတယ်အဲ့တော့ကြည့်အောင် my skill and experience ငါရဲ့စွမ်းရည်နဲ့ experience အတွေ့အကြုံတွေဆိုလို့ရှိရင် can contribute မလုပ်ပေးနိုင်မလဲပံ့ပိုးပေးနိုင်မလဲ can contribute to your team success your teams မင်းတို့အသင်းရဲ့ success အောင်မြင်မှုစီကို မလုပ်ပေးနိုင်မလဲ can contribute နောက်ကလည်းပံ့ပိုးပေးနိုင်မယ်အဲ့လိုမျိုးကဘာဖြစ်လဲငါယုံကြည်ပါလို့ပြောချင်တော့ဒီရှိမှပြန်ထည့်ပေးရတယ် i believe အဲ i believe အဲ့ဒါထည့်လိုက်ရမထည့်ဘဲနဲ့ဒီလိုဒီကနေတက်ပြလိုက်ရတယ်ငါယုံကြည်ရယ်ဆိုလေးပါချင်တော့ i believe ရတယ်တန်းပြရမယ် i believe my skills and experience can contribute to your team success